thank uh you -huh. င်္ဂလာပါရှင်ခသစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ကုလထွေထွေညီလာခံမှာဆွေးနွေးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာတို့ရဲ့ပြည်တွင်စစ်ကအခုကကမ္ဘာမှာဘာသာရေးလူမျိုးရေးနဲ့မပတ်သက်ပဲထူးခြားစွာဖြစ်ပေါ်လာတဲ့အာဏာရှင်ဆန့်ကျင်ဒီမိုကရေစီရေးအတွက်လူလူတရလုံးအင်းနဲ့အားနဲ့ဆန့်ကျင်တွန်းလှန်တွန်းလှန်နေခြင်းပဲဖြစ်ပါတယ်စေဝါဒီများအာဏာသိမ်းတယ်လို့ဆိုပြီးအလွဲတကူပြောနေခြင်းသာဖြစ်တယ်တကယ်တမ်းမှာနိုင်ငံကိုလက်နဲ့အားကိုနဲ့လူရဲ့ဓမြတိုက်ပြီး၎င်းတို့ပိုင်းဖြင့်လူလူလက်မှသိမ်းယူသွားတဲ့လူရဲ့ကြီးဖြစ်လို့လူလူမှရရလက်နဲ့ ွဲကင်တော်လန်ခင်ရမှာຫນွေဦးတော်လန်ရေးကြီးပေါ်ပေါက်လာတာဖြစ်ပါတယ်။ဒီတော်လန်ရေးကြီးရဲ့အလံတော်အောက်မှာပဲနှစ်ပေါင်း80နီးပါးလူမျိုးရေးရတင်းမာမှုတွေရှိနေတဲ့အဖွဲ့အစည်းလုံးညီညွတ်စွာတိုက်ပွဲဝင်လာခဲ့ကြပါတယ်။ ၎င်းနှင့်ပတ်သက်ပြီးကွယ်လွန်သူဆီယာညီပူလေးကဓမ္မနှင့်အဓမ္မတို့ကြားတိုက်ပွဲအမားနှင့်အမှန်တို့လွန်ဆွဲပွဲစိတ်ကူးစိတ်တတ်သည်များနဲ့ပုတ်တိုးဆွေးမြည်နေပြီးခိုးဆိုးလူရက်ဖို့သာတည်တဲ့သူများအကြားနဗန်းတပ်ပွဲနောက်ဆုံးမှာတော့လက်နက်ကင်လူတစုနဲ့လူပေါင်း30အကျော်တို့သူနိုင်ကိုနိုင်အပြိုင်ကျဲကြတဲ့နောက်ဆုံးတိုက်ပွဲကြီးလို့ရှိသားခဲ့ပူပါရယ်၎င်းကအမှန်ပဲဖြစ်တဲ့ဒီတိုက်ပွဲကြီးမှာအရေးနှိမ်သွားမယ်ဆိုရင်နောက်ထပ်မျိုးဆက်ပေါင်းများစွာစစ်ကောင်းဆောင်များနဲ့၎င်းတို့မိသားစုများလက်ဝေကန်ခရိုနီရဲ့လက်ခုပ်ထဲကရှိလို့တွန်လို့တွန်မှောက်လို့မှဘဝနဲ့အသက်တချောင်းကိုပြ င်ပန်းဆင်းရဲကြီးစွာနဲ့မွေးမြူနေကြတဲ့ဘဝမျိုးနဲ့နေထိုင်သွားကြတော့မယ်ဆိုတာကိုပြည်တွင်းရှိသမင်းစားကြီးတို့လည်းတည်ထားကြပြီဖြစ်ပါတယ်။လက်ရှိမှာပဲ80ရာခိုင်နှုန်းကဆင်းရဲနွမ်းပါစွာနေထိုင်ကြရတယ်လို့ကုလသမဂ္ဂမှထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ကဘာကြီးကဒီအကြောင်းအရာတွေကိုကောင်းစွာသိထားကြော်လဲ၎င်းတို့ဝင်ရောက်ကူညီပေးခြင်းမရှိဘဲလက်ပိုက်ကြည့်နေခဲ့တယ်။ဒါပေမဲ့သူနိုင်ကိုနိုင်အပြိုင်ချင်းကြတဲ့တိုက်ပွဲကြီးကပြင်းထန်လုံးမကပြင်းထန်လာချိန်မှာတော့၎င်းတို့ထူထောင်ထားတဲ့ကဘာစနစ်ကြီးကိုပါထိခိုက်လာတော့မဲ့အရေးကိုအထိတ်တလန့်သိမြင်လာကြပြီးစေယုစုရဲ့ဇကားနေတော့ဖော်ပြနိုင်စွဲမရှိလို့ဆိုထားတဲ့လူမဆန်နဲ့ရက်ဆက်ကြမ်းကြုံမှုတွေကိုလင်းလျူရှုကပြစ်ခတ်ရဲစဲကြဖို့အထိတ်တလန့်တောင်းဆိုလာပါတယ်။ဒါကိုကုလထွေထွေညီလာခံကြီးရဲ့ဆုံးဖြတ်ချက်အမှန်89မြင်းဆောင်182ရအခွင့် ွင့်အာဏာအနှင်းထားတဲ့အလို့တဘောစုနှင်းပွဲမှာမြမအရှင်ကုလတွင်းရင်မှုချုပ်ရဲ့အထူးတန်တမန်ဂျူးလီပီရှော့ရဲ့အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာအထင်အရှားတွေ့လာရပါတယ်ဒီလိုအပြစ်ခံရစဲခြင်းမရှိအစံဖတ်မှုတွေအရှင်ရောကြသွားခြင်းမရှိလူလူရဲ့လိုအပ်ချက်ကိုအလေးမမူကတတိုင်းပြည်လုံးပျက်စီးခြင်း၅ပါးစိုက်တော့မယ်လို့ပြောဆိုခဲ့ပါတယ်ရွေးကောက်ပွဲဆိုတာကလည်းအားလုံးပါဝင်နိုင်ခြင်းမရှိပါပဲလေအမည်သူမြေပုံလုံးမယ်ဆိုတာကလည်းစင်းပင်မစင်စားတအောင်ဖြစ်တယ်လို့ဆိုပါတယ်ဒီစကားကစင်ယောက်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကုလသမဂ္ဂရဲ့သဘောထားဖြစ်လာပြီးပါတော့မယ် တီအတွက်၎င်းတို့ရွေးကောက်ပွဲကိုရခိုင်အတိုင်းတရုတ်အိန္ဒိယရုရှားတို့ကလွှဲပြီးအတိမတ်ပြုလာကြမဲ့ပုံမရှိဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားများလှုပ်ပေးဖို့လည်းကုလသမဂ္ဂဆင်းမြင့်မှနေပြီးတောင်းဆိုသွားခဲ့ပါတယ်။ အမေရိကန်တမ်မတ်ကြီးကလည်းရခိုင်ပြည်နယ်အရေးကိုထူးထူးခြားခြားထည့်ပြောလာပြီးအရခတက်တော်နယ်စစ်အုပ်စုနှစ်ဖွဲ့စလုံးမှလူအသက်များကိုတံပိုးထားဖို့နဲ့အရှက်သားတွေကိုကာကွယ်ပေးဖို့ဦးစားပေးလှုံ့ဆော်ကြဖို့တိုက်တွန်းပါတယ်။တရုတ်တမ်မတ်ကြီးကမြန်မာရဲ့လူခွင့်ပြည်ထနာကိုနိုင်ငံရေးအသုံးချလာမှုကိုစန့်ခြင်းကြောင့်ကန့်ကွက်ပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီအတွက်အားလုံးရဲ့သဘောထားကနိုင်ငံမှာတည်တံ့ခံမြဲမဲ့ငြိမ်းချမ်းရဖို့ထက်လက်တလောလူကြားမကအောင်ဖြစ်နေတဲ့အကြမ်းဖက်မှုတွေရပ်တန့်ပြီးဆွေးနွေးကြရင်ကိုသာဦးစားပေးပြောဆိုလာကြပြီဖြစ်ပါတယ်။စေယောစုအဖို့ကပုံနေမြဲကြားနေမြဲတိုင်းပြည်ကိုဆက်လက်ချဲလှယ်နိုင်ဆိုတဲ့ရှိမှန်ချက်ကတပြားမှမလျှော့၎င်းက၎င်းတို့အတွက်သိရရှိရင်လိုခံယူထားပြီဖြစ်ပါတယ်။အဲ့ဒီအတွက်လည်းမြတိနီလမ်းမစုံသုံးဖို့လည်းဝင်မလေးတော့ကရင်ပြည်နယ်မှာစီးရင်အရာအချိန်မလဖြစ်လာနေလို့တင်းနေလာနေမှာအရက်ဖက်ပြတ်မှတ်တွေကိုအတွဲလိုက်ဇက်တိုက်ပောက်ကွဲစေနိုင်တဲ့ခရူစတာဘုံတွေနဲ့ တိုက်ခိုက်လာလို့ကော့ဂရိတ်မြို့နယ်အတွင်းရှိစင်ကြီးပါစာတင်ကျောင်းထိမှန်သွားပြီးကလင်းငယ်တောင်းနဲ့ဆင်ရတန်ဦးတည်ဆောင်သွားခဲ့ပါတယ်။လူလူကြီးကလည်းမိမိတို့ရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းအသာထားအခြေခံလူဝတ်ချက်တွေကိုတော့ဖြည့်ဆည်းပြီးဖို့ဘလို့မှစိတ်ဝင်စားခြင်းမရှိသူများမိမိတို့ကိုရှမ်းသူတို့ကျွန်းတို့ဆက်ဆံနေပြီး၎င်းတို့အုပ်စုသားစဉ်မြည်ဆက်အုပ်စုနိုင်ဖို့ချမ်းသာဖို့စီမံခန့်ခွဲနေမယ့်အရှိကိုနှစ်ပေါင်း60ကျော်ကောင်းကောင်းခံလာရပြီလည်းဖြစ်ပြီးဆက်ပြီးတီးခတ်နိုင်စွမ်းမရှိတော့နိုင်ရတော့မခံနိုင်မိမိတို့အိုးအိမ်ရရွာကိုမိလောင်တိုက်သွင်းလာတဲ့ရှိုင်းဆိုင်ကြံတက်လာတဲ့ ဲ့စေအောင်စုကိုအပိသက်ဖယ်ရှားနိုင်မှာဖြစ်မယ်လို့ဆိုပြီးကြံဆောင်နေကြပြီဖြစ်တယ်လို့ဆောင်းပါးမှာရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။မြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာများမှာပညာရေးအားနည်းတဲ့ဒေတာတွေဖြစ်ပြီးပညာတက်မြမှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းလို့အကြံဖတ်မှုတွေလုပ်နေတယ်လို့မင်းအောင်နိုင်ပြောပြနေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာများပညာရေးအားနည်းတဲ့ဒေတာတွေဖြစ်ပြီးအတန်းပညာတက်မြမှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းလို့အကြံဖတ်မှုတွေလုပ်ဆောင်နေခြင်းဖြစ်ကြောင်းအကြံဖတ်စကောင်းဆောင်ကပြောဆိုပ Via yeah, Marém, မနေ့ကပြည်ဦးလူမျိုးအမတ်တုံးချင်းခံပညာတက်တန်းကျောင်းမှာ၎င်းကထပ်ပါအတိုင်းပြောဆိုလာတာပါမြန်မာနိုင်ငံမှာဖြစ်ပွားလျင်ရှိတဲ့မတည်ငြိမ်မှုတွေနဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေကိုကြည့်မြင်ဆိုရင်ပညာရေးအားနည်းတဲ့ဒေသတွေမှာပုံမှုဖြစ်ပွားတာကိုတွေ့ရှိရမှာဖြစ်ကြောင်းအတန်းပညာတက်မြမှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင်းအကြမ်းဖက်မှုလုံရက်တွေကိုလှုပ်ဆောင်လာကြခြင်းဖြစ်ပြီးဒေသနဲ့ဒေသခံတွေရဲ့လူမှုစီးပွားပုံဝါတွေကိုပါထိခိုက်လာစေကြောင်းမင်းအောင်လိုင်ကပြောဆိုပါတယ်ဒါအပြင်ပညာရေးဝန်ထမ်းများအပါအဝင်နိုင်ငံဝန်ထမ်းများအနေနဲ့ပါတီ ီနိုင်ငံရေးကင်းရှင်းရန်လိုအပ်မှာဖြစ်ပြီးနိုင်ငံရေးနဲ့နိုင်ငံအရေးကိုခွဲခြားသိမြင်ဖို့လိုအပ်ကြောင်းမိမိတို့တာဝန်ယူထားတဲ့တာဝန်တွေကိုကြည်ပြွန်စွာထမ်းဆောင်ခြင်းဖြင့်နိုင်ငံအရေးကိုကြည်ပြွန်ရမှာဖြစ်ကြောင်းမင်းအောင်လိုင်ကပြောဆိုပါရယ်အကြံဖက်စကောင်းဆောင်မင်းအောင်လိုင်ကစွန်လ9ရက်မှာပြည်ဦးလူမျိုးကိုလာရောက်ခဲ့ပြီးစွန်လ17ရက်နေ့မှာထပ်မံပြီးပြည်ဦးလူမျိုးကိုပဲထပ်မံစစ်ဆေးမှုတွေလှောက်ဆောင်နေကြောင်းစွန်လ9ရက်နေ့ကစပြီးပြည်ဦးလူနေအိမ်မှာရောက်ရှိနေထိုင်နေလို့သိရကြောင်းတပ်သတင်းအရင်းမြစ်တွေကပြောပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ပုံမှန်33ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် ်နိုင်ငံတကာအလို့သမားဖွဲ့ချုပ်ကြီးမှဆွန်လ9ရက်နေ့မှာ၎င်းတို့ရဲ့ဖွဲ့စည်းပုံပါအပိုင်း33အရာမြန်မာစေအုပ်စုကိုစတင်ပိတ်ဆို့အရေးယူလိုက်ပြီးဖြစ်ပါတယ်။စေအုပ်စုဘက်မှအာနာရှင်တို့ရဲ့လက်သုံးစကားဖြစ်တဲ့နိုင်ငံရေးအရာရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်မှုလို့ပြောလာပြီးတရားမျှတမှုမရှိပတ်လိုက်တယ်လို့ဆွတ်ဆွဲတုံ့ပြန်လာခဲ့ပါတယ်။ မြန်မာမှာစေယုံစုရဲ့အတ္တမလုံအားပေးခိုင်းစီမှုနဲ့အလုံသမားသမကဖွဲ့စည်းခွင့်ဆိုင်ရာနိုင်ငံတကာသဘောတူညီချက်တွေကိုကြေကြေပြန့်ပြန့်ချုပ်ဖောက်မှုတွေရှိနေတာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။အဲဒီအတွက် ILO က2023အောက်တိုဘာလကနေက၎င်းတို့စုံစမ်းတွေ့ရှိချက်တွေကိုအခြေပြုပြီးစစ်တပ်မှအတင်းအကျပ်ခိုင်းစီမှုတွေအဆုံးသတ်ဖို့အလုံသမားသမကဖွဲ့ဝင်တွေကိုဖမ်းဆီးနေခြင်းများရပ်ဆိုင်းဖို့အပအဝင်လိုင်းနာလှုပ်ဆောင်တင်တာတွေကိုလမ်းညွှန်ဖြင့်အကြံပြုထားခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်း၎င်းတို့ရဲ့အကြံပြုချက်များကိုစေအုပ်စုမှဖုံးလိုက်တဲ့ငပိမရှိတဲ့အလားလေး လီကိုရှုခဲ့တယ်။အခုအခါမှာတော့၎င်းတို့တက်ကြွစွာအကောင့်ထဲပေါနေတာကိုမမြင်ချင်အောင်စောင့်နေတယ်လို့နတ်တန်တော့ပြောဆိုလာပါပြီ။ အဆိုပါဆုံးဖြတ်ချက်ကိုဇနီးဘာမှာကျင်းပတဲ့တင်ရ၁၃၃စိန်မြောင်နိုင်ငံတကာလုံတမညီလာခံကြီးမှချက်မှတ်လိုက်တာဖြစ်ပါတယ်။ကန့်ကွက်တဲ့နိုင်ငံဆိုလိုရုရှားသက်ရောက်ဘက်လာရုစ်နဲ့လာအိုရုတာရှိပါတယ်။အိုင်ယန်လူကပထမကမ္ဘာစစ်ပြီးဘာဆိုင်စာချုပ်ရဲ့တစိတ်တပိုင်းဖြစ်၁939မှာစတင် ဖွင့်ဆင်းခဲ့တာဖြစ်ပါတယ်။၎င်းကအပြင်းထန်ဆုံးသောပုံမှန်နဲ့အရင်းယူလိုက်တာဖြစ်ပါတယ်။အိုင်ယန်လူရဲ့ရာစုနှစ်နဲ့ချီလာတဲ့တမိုင်းကြောင်းမှာပုံမှန်33ကိုတတိယအကြိမ်မြောက်ထုတ်သုံးခဲ့တာပေါ့။တတိယအကြိမ်ဆိုလိုနိုင်ငံ၃နိုင်ငံလို့ယူဆကမှာညွှန်းပါလိမ့်မယ်။မြန်မာက၂ ောင်ပြည့်နှစ်မှာတစ်ကြိမ်2025ခုနှစ်မှာတစ်ကြိမ်ဖြစ်ပြီးဒုတိယအကြိမ်ဖြစ်2023မှာ၎င်းတို့ကိုမြောက်ပင့်ပြီးနေတဲ့ဘယ်လာရုစ်ကိုအလုသမာသမကဖွဲ့စည်းခွင့်ကိုဆိုးဆိုးရွားရွားထိုးဖောက်နေခြင်းကြောင့်အရေးယူခဲ့ပါတယ်။အိုင်အယ်လိုမှာအတင်းအဓမ္မစစ်သားစုဆောင်နေမှုတွင်ရပ်တန့်ဖို့လည်းတောင်းဆိုထားပါတယ်။ဒီဆုံးဖြတ်ချက်အရနိုင်ငံတကာကုမ္ပဏီများအနေနဲ့ဆေးအုပ်စုရဲ့အလုသမာခွင့်ရေးချိုးဖောက်နေမှုတွေကိုတိုင်ရိုက်တော်၎င်းတွဲဝိုက်ပြီးတော်၎င်းအားပြီးခြင်းအလိုတူလိုပါလှုပ်ဆောင်ခြင်းများတွေ့ရှိရပါကသတင်းပို့ဖို့လည်းတောင်းဆိုထားပါတယ်။ပုံမှန် 2023ရဲ့တည်ရမှုတွေအနေနဲ့အာရန်လိုရဲ့နည်းပညာပူပေါင်းဆောင်ရွက်မှုနဲ့အကူအညီများရဆိုင်ခြင်းနဲ့တန်တမန်ကြီးရဖိအားများကုလသမဂ္ဂအေဂျင်စီများမှပင်းရထားတဲ့အကူအညီများရဆိုင်ခြင်းတန်တမန်အတိမတ်ပြုမှုရဆိုင်ခြင်းစစ်ကောင်စီကိုအစံဖက်အဖွဲ့အစည်းဖြင့်သတ်မှတ်ခြင်းများပါဝင်ပါတယ်။သို့နိုင်ငံတကာကုမ္ပဏီများအနေနဲ့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်သို့မဟုတ်လက်ရှိလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်ရန်စဉ်းစားကြပေမယ့်အထူးသောကုန်ပစ္စည်းတင်သွင်းမှုများရဆိုင်သွားခြင်းမျိုးလည်းဖြစ်လာနိုင်တယ်။၄နိုင်ငံတကာကုမ္ပဏီတစ်စိတ်ကြီးများ brand များအနေနဲ့မြန်မာ ာနိုင်ငံရှိ၎င်းတို့ရဲ့ထောက်ပံ့ရေးကွင်းဆက်များ supply chain များမှာလူကိုရင်းနဲ့အလို့သမားအခွင့်အရေးချိုးဖောက်နေမှုများရှိမရှိစစ်ဆေးဖို့ဖိအားပေးခံရမှာဖြစ်တဲ့ ငါအလုံသမားခွင့်ရချိုးဖောက်မှုတွေမှာပါဝင်ပတ်သက်တဲ့စစ်ကောင်စီကောင်ဆောင်တွေကိုနိုင်ငံတကာတရားရုံးများမှတရားစွဲဆိုခြင်းခံရနိုင်တဲ့အထိလန်ကင်းပေးနိုင်တဲ့အဆိုပါချက်များဖြစ်ပေါ်လာနိုင်တာကိုကြည့်မြင်ဆိုရင် ILO ရဲ့ပုံမှ33ကမြန်မာနိုင်ငံပေါ်တိုင်းရိုက်စီးပွားရေးပိတ်ဆို့မှုများချမှတ်ခြင်းမျိုးမဟုတ်တော့လဲစစ်ကောင်စီပေါ်နိုင်ငံတကာဖိအားကိုမြင့်တင်ပေးပြီးနိုင်ငံတကာရှင်နီမြုံနယ်မှုတွေနဲ့ကုံသွေးရေးမှတန်ရမှုတွေရှိလာနိုင်ကစစ်ကောင်စီရဲ့မရှိမဲရှိမဲကုံသိက္ခာနဲ့စီးပွားရေးကိုထပ်မံထိခိုက်စေနိုင်ပါတယ်စေအုပ်စုဖို့အစိုးရတရက်ပြည့်လှုပ်ဆောင်တင်တာတွေကို လစ်လျူရှုနေပြီးလူလူတွေရဲ့စာဝင်နေရေးကိုပုံမှန်အနေထားတိုင်ရအောင်ဘလို့မှလုံဆောင်နိုင်စွမ်းမရှိတော့၎င်းတို့အသက်ဆန်းနိုင်ဖို့အတွက်ချောင်းနှင့်ရွယ်မင်းကလေးကိုတော့လက်ပြန်ကျိုးတုပ်ဖန်းစီဖို့ဝင်မလေးကြတော့တဲ့အထိအောက်ခြေမှာတူတက်လူငါတမင်းထင်ရဆိုင်နေကြပြီဖြစ်ပါတယ်။အိုင်ယလိုမှအခုလိုဆုံးဖြတ်လိုက်ခြင်းကစေအုပ်စုရဲ့ဤမျိုးစုံနဲ့ဖိနှိပ်ခံနေရတဲ့မြန်မာပြည်သူတွေရဲ့အောင်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကမှတ်ချက်ချမှတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်လို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်။